ိုးရွာအမဲသားအစိမ့်ကျွေးပြီးပူဇော်ပွဲလုပ်ခဲ့တဲ့ရွာသူရွာသားများမင်္ဂလာပါပရိသတ်ကြီးတို့၏အခုနောက်ပိုင်းမှာတော့အယူသည်ရဲ့လူတချို့ကြောင့်မလုတ်တင်နာတွေလောက်ကြပြီးမဖြစ်တင်နာတွေလည်းဖြစ်လာကြသလိုဘေးဆိုကက်ဆိုတွေလည်းများစွာကြုံနေခဲ့ကြရတာပဲဖြစ်ပါငလင်ပေးကြီးမဖြစ်ခင်လပိုင်းလောက်ကလည်းနန္နာဘွားရီကိုရှင်ပြုတ်ပေးတဲ့ပွဲကိုတရွာလုံးကြီးကြီးကျယ်ကျယ်လှုပ်ခဲ့ကြပြီးအဲဒီနောက်ပိုင်းမှာပဲငလင်အကြီးကျယ်လှုပ်ခဲ့ရာကြောင့်လူပြောစရာတွေလည်းဖြစ်ခဲ့ပါသေး ်အခုတခါမှလည်းဒီဗီဒီယိုတွေကရွာတရွာကတော့မိုးခေါင်ရေရှားတာကြောင့်နက်ဂရော်ရီကို ခေါ်ဖိတ်ကကန်တဲ့ကိုရေအပြည့်ရအောင် အမေသာကြွေပြီးပွဲလုပ်ခဲ့တာပဲဖြစ်ပါကျမတို့ဒီတလောက်ကတော့မိုးရွာစေဖို့လွန်ဆွဲပွဲတွေလုပ်ရတယ်လို့သိထားပေမဲ့ဒီရွာကတော့အတက်ကြီးရွယ်အိုတွေဖြစ်ပြီးပြောက်လောကသားတွေကိုမိုးရိပ်ရဖို့အမဲသားကြွေပြီးစွတောင်းပွဲလုပ်ခဲ့ရပဲဖြစ်ပါတယ်။ဒါကြောင့်မလို့လူပြောစရာတစ်ခုလိုဖြစ်နေခဲ့ပြီးတချို့ကတော့ဗုဒ္ဓဆိုတာတစ္ဆာလေးပါးကိုသိမြင်တော်မူသောမြတ်စွာဘုရား ဘာသာဆိုတာကအစုံအမဗုဒ္ဓဘာသာမြတ်စွာဘုရားရဲ့အစုံအမကိုခံယူတယ်လို့ဆိုပါတယ်။ခုဟာကဗုဒ္ဓဘာသာမဟုတ်တော့ဘူး။နန္တိဝတာတို့လည်းမြည်သည့်အတန်ကမစားဘူး။ဒါကြောင့်ခုဖြစ်နေရကပေတဘာသာပဲဖြစ်မယ်။မိုးခေါင်ရင်မိုးတုရွာလုံးလို့ရှာရင်နီးတယ်လေများစွာပေါ်နေပါပြီ။အခုဟာကဝင်ဘူးတလူလူနဲ့အမဲသားစားပြတာမျိုးမချရင်လို့သူများထွေးပေးပြီးအဆောင်ယူထားပြောသေးရဲ့။လူရီနဲ့စကားပြောလို့ရှာတဲ့တရေပိတ်တာခုမှမြင်ဘူးတဲ့။မြ мян တင်ပေ လွဲမတဲ့အယူတွေကိုကျင့်တယ်လားမကျင့်တုံးသောဒေတာတွေမှာအသားငါအစိမ်စားနေခြင်းတွေဟာမကောင်းတဲ့မိစ္ဆာတွေဝင်စည်းနေပြီဒါကြောင့်ဒီရွာကကြီးရွာအုပ်ချုပ်ရေးအဖွဲ့သို့မဟုတ်ဥက္ကဋ္ဌဒါမှမဟုတ်ဘာသာရေးအသင်းအဖွဲ့ရွာဦးတောင်ကြတော်ဘုရားတို့မှာတာဝန်ရှိပါတယ်တရားဓမ္မနဲ့ဟောပြောဆုံးမလို့ရှိုင်းရမရရင်ကျိန်စာမဟုတ်တဲ့ကျိန်လုံးစာကျွေးရမှာဖြစ်တယ်လို့အမျိုးမျိုးဝေဖန်နေကြသလိုတချို့ကတော့အမှန်ပဲလွတ်ထားရင် မျိုးဆက်နောင်လာနောင်သားတွေပါအယူမကုန်မိဖရာတရားတန်ကအမွန်မြတ်ဆုံးတရားနာမြတ်သုံးပါးရထားပြီးမှဘာမဟုတ်တဲ့အပယ်လေးပုံသားတွေကိုအခုလိုယုံကြည်ပူဇော်နေတာဗုဒ္ဓဘာသာတရားအနေနဲ့ကျွန်တော်ကတော့လမ်းမနေပြီလို့ပဲပြောပြစီနောက်တစ်ခုကစော်ကားခြင်းမဟုတ်ပါဘူးနောက်ဝင်တဲ့တယောက်တရေဝင်ပို့ပြီးအမဲသားအစိမ့်တွေစားတာမြင်တော့ကိုပါလန့်သွားတာနတ်ထွက်တော့အင်ရှင်တွေကိုပါငါနဲ့ဆဲပါလေရောဘာလို့လဲဆိုတော့အမဲသားကဥနေလို့တဲ့ကဲအဲ့ဒါအဖြေပဲလေ တတိလေးထားပြီးရုံရဲခြင်းမှကင်းဝေးကြပါစီကြည်ရတာအလုံးကအစာမတက်ပေမတက်ဘဟုတုတာနေနေဆိုတာမြင်သာနေတယ်မရိုးရအောင်နော်မြန်မာနိုင်ငံမှာဒါကြောင့်မို့လဲမဖြစ်တင်တာတွေစက်တိုက်ဖြစ်နေရအတိတရားလည်းမရှိကြအောင်လူတွေရဲ့နှက်ကခဏလေးပဲမိုက်ကနေဖြစ်အောင်လောက်လေးပဲပို့တာပါကျန်တာနက်ကရော်တွေကမဟုတ်ကဟုတ်ကရှောက်လို့ကြတာနက်ကရော်တွေကလည်းခက်တာပဲဗျအခုလိုတိုးတက်နေတဲ့ခေတ်ကြီးမှာဒီလောက်အယူမရရှိနေတဲ့အံ့ဩမိရင် တရားရည်မြများနာကြပါတရားမတပါကိုယ်ခွေရာမရှိပါဘူးတကယ်လဲအစိမ်းမစားရဲ့ပဲနဲ့လိညာဟန်စာပူနေရဲ့အဲ့လိုလုံးမဲ့အစားတရားတော်တွေလိုက်နာတာကမှနောင်တန်တရားမှာပါမတိတာကိုသတိနဲ့အစဉ်ချင်းတက်ကြပါသေးဗျာဆိုပြီးဝေဖန်ထောက်ပြနေခဲ့တာပဲဖြစ်ပါတယ်တချို့ကလည်းဘေးဝါသားလေးကွာဒီလောက်စဉ်းစားညံနေသလားတရွာလုံးပါမိအဲ့လောက်အာရသလားဝေဖန်တာမဟုတ်ဘူးရှုံရှာနေရဝင်ဘူးသူကဘာရည်ကျင့်တတ်တာလဲမသိလို့ပါပျော်လိုက်တာကောင်းလိုက်တာကျင်းတတ်လား ဒါရီပဲပြောပြီးမိုးရွာလှုပ်ပေးပါဆိုတော့ဘာမှလည်းတိတိကျကျမပြောဘူး။ဘာနဲ့ခေါ်လဲအမဲသားစားပြီးခုံနေရပဲတွေ့ရင်ဘာရီလည်းမသိလို့ပါ။မိုင်းနဲ့နှက်ဝင်တဲ့မကြအောင်ပူဇော်သူတွေအချင်းချင်းအတင်းတူတူပြောကြတယ်။နှက်ဝင်တဲ့ကအမဲသားအစိမ့်တုံးကြီးဘလို့ကောင်စားမလဲ။ခြေမွပြီးအောက်တောင်လှုပ်ပြတယ်။အဲ့ဒါကိုတယောက်ကကောက်လိုက်တဲ့ပြီးတော့နှက်ဝင်တဲ့ပေးနောက်ဝင်တဲ့တခါထက်ချေချပြတဲ့ဒီတခါတော့မကောင်းနဲ့ထားလိုက်တော့တဲ့သူတိသွားပြီးနောက်ဝင်တဲ့ဆားမမဟုတ်ဘူးဆိုတာ အခုလိုတိတိကြီးနဲ့အယူမသိကြပါနဲ့တော်ရုံပဲလောက်ကြပါဖျားမတပါကူးကွင်ရမရှိတာမို့အခုလိုလောက်ရက်တွေက တကယ်ကိုမဖြစ်သင့်ပါဘူးဆိုပြီးပြောလာခဲ့ကြပဲဖြစ်ပါ යි အခုကြည့်နေတဲ့သူတွေရော အခုလိုမိုးရွာအောင်နာနာဘွားကိုအမဲသားကြွေးပူဇော်တဲ့ရွာသားတွေအပေါ်ဘလို့မြင်ပါတလေအမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါ යි နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်မိုးရွာအောင်အမဲသားအစိမ့်ကြွေးပြီးပူဇော်ပွဲလုပ်ခဲ့တဲ့ရွာသူရွာသားများ မင်္ဂလာပါပရိသတ်ကြီးတို့အခုနောက်ပိုင်းမှာတော့အယူသည်ရဲ့လူတချို့ကြောင့်မလုတ်တဲ့နာတွေလောက်ကြပြီးမဖြစ်တဲ့နာတွေလည်းဖြစ်လာကြသလိုဘေးဆိုးကက်ဆိုးတွေလည်းများစွာကြုံနေကြရတာပဲဖြစ်ပါတယ်။ငလင်ဘေးကြီးမဖြစ်ခင်လပိုင်းလောက်ကလည်းနန္ဒာဘွားရီကိုရှင်ပြုတ်ပေးတဲ့ပွဲကိုတရွာလုံးကြီးကြီးကျယ်ကျယ်လုပ်ခဲ့ကြပြီးအဲဒီနောက်ပိုင်းမှာပဲငလင်အကြီးကျယ်လုပ်ခဲ့ရာကြောင့်လူပြောစရာတွေလည်းဖြစ်ခဲ့ပါတယ်။အခုတခါမှလည်းဒီဗီဒီယိုတွေကရွာတရွာကတော့မိုးကောင်ရေရှားတာကြောင့်နက်ဂရော်ရီကိုခေါ်ဖိတ်က ကန်နေကိုရေအပြင်းရအောင်အမေသာကြွေပြီးပွဲလုပ်ခဲ့တာပဲဖြစ်ပါယကျမတို့ဒီတော့ကတော့မိုးရွာစေဖို့လွန်ဆွဲပွဲတွေလုပ်ရတယ်လို့သိထားပေမဲ့ဒီရွာကတော့အတက်ကြီးရွယ်ဦးတွေဖြစ်ပြီးပြောက်လောကသားတွေကိုမိုးရင်ရဖို့အမေသာကြွေပြီးစွတောင်းပွဲလုပ်ခဲ့ရပဲဖြစ်ပါယဒါကြောင့်မလို့လူပြောစရာတခုလိုဖြစ်နေခဲ့ပြီးတချို့ကတော့ဗုဒ္ဓဆိုတာတစ္ဆာလေးပါကိုသိမြင်တော်မူသောမြတ်စွာဘုရားဘာသာဆိုတာကအစုံအမဗုဒ္ဓဘာသာမြတ်စွာဘုရားရဲ့အစုံအမကို ခံယူတယ်လို့ဆိုပါယ ခုဟာကဗုဒ္ဓဘာသာမဟုတ်လောက်ဘူးနန္တိဝတာတို့လည်းမြည်သည့်အသားငါမစောင်းဒါကြောင့်အခုဖြစ်နေရကပေတဘာသာပဲဖြစ်မယ်မိုးခေါင်ရင်မိုးတုရွာလုံးလို့ရှာရင်နီးတယ်လေများစွာပေါ်နေပါပြီအခုဟာကဝင်ဘူးတလူလူနဲ့အမဲသားစားပြတာမြုံမချရင်လို့သူများထွေးပေးပြီးအဆောင်ယူထားပြောသေးရဲ့လူရီနဲ့စကားပြောလို့ရှာတဲ့တရေပိတ်တာခုမှမြင်ဘူးတဲ့မြ мян တင်ပေးလဲမရဲ့အယူရိတ်ကိုကြည့်တည်လာမကြင်တုံးတော့ဒေတာတွေမှာအသားငါအစိမ့်စားနေခြင်းတွေဟာ မကောင်းတဲ့မိစ္ဆာတွေဝင်စည်းနေပြီဒါကြောင့်ဒီရွာကကြီးရွာအုပ်ချုပ်ရေးအဖွဲ့သို့မဟုတ်ဥက္ကဋ္ဌဒါမှမဟုတ်ဘာသာရေးအသင်းအဖွဲ့ရွာဦးတောင်ကြာတော်ဘုရားတို့မှတာဝန်ရှိပါတယ်တရားဓမ္မနဲ့ဟောပြောဆုံးမလို့ရှိုင်းရမရရင်ကျိန်စာမဟုတ်တဲ့ကျိန်လုံးစာကျွေးရမှာဖြစ်တယ်လို့အမျိုးမျိုးဝေဖန်နေကြသလိုတချို့ကတော့အမှန်ပဲလွတ်ထိုင်းရင်မျိုးဆက်နောင်လာနောင်သားတွေပါအယူမကုန်မိဖရာတရားတန်ကအမုံမျက်ဆုံးတရားနာမျက်သုံးမှရထားပြီးမှဘာမဟုတ်တဲ့အပယ်လေးပုံသားတွေကို အခုလိုယုံကြည်ပူဇော်နေတာဗုဒ္ဓဘာသာတရားအနေနဲ့ကျွန်တော်ကတော့လမ်းမနေပြီလို့ပဲပြောပြစီနောက်တစ်ခုကစော်ကားခြင်းမဟုတ်ပါဘူးနောက်ဝင်တဲ့တယောက်တရေဝင်ပို့ပြီးအမဲသားအစိမ့်တွေစားတာမြင်တော့ကိုပါလန့်သွားတာနောက်ထွက်တော့အင်ရှင်တွေကိုပါငါနဲ့ဆဲပါလေရောဘာလို့လဲဆိုတော့အမဲသားကဥနေလို့တဲ့ကဲအဲ့ဒါအဖြေပဲလေတတိလေးထားပြီးယုံရဲခြင်းမှကင်းဝေးကြပါစီကြည့်ရတာအလုံးကအစာမတက်ပေမတက်ဘဟုတုတာနေနေဆိုတာမြင်တာနေတယ် မရိုးရအောင်နော်မြန်မာနိုင်ငံမှာဒါကြောင့်မို့လဲမဖြစ်တင်တာတွေစက်တိုက်ဖြစ်နေရအသည့်တရားလည်းမရှိကြအောင်လူတွေရဲ့နှက်ကခဏလေးပဲမိုက်ကနေဖြစ်အောင်လောက်လေးပဲပူတာပါကျန်တာနှက်ကြော်တွေကမဟုတ်ကဟုတ်ကရှောက်လို့ကြတာနှက်ကြော်တွေကလည်းခက်သားပဲဗျအခုလိုတိုးတက်နေတဲ့ခေတ်ကြီးမှာတလောက်အယူမှားတွေရှိနေတရားအံ့ဩမိရဲ့တရားတွေများများနာကြပါတရားမှတပါကိုကိုွယ်ရမရှိပါဘူးတကယ်လဲအစိမ့်မစားရဲ့ပဲနဲ့လိညာဟန်စာပူနေရဲ့အဲ့လိုလုံးမဲ့အစား တရားတော်တွေလိုက်နာတာကမှနောင်တန်တရားမှာပါမသိတာကိုသတိနဲ့အစဉ်ချင်းတက်ကြပါသေးဗျာဆိုပြီးဝေဖန်ထောက်ပြနေကြတာပဲဖြစ်ပါတယ်။တချို့ကလည်းဖေးရွာသားလေးကွာဒီလောက်စဉ်းစားညံနေသလားတရွာလုံးပါမိအဲ့လောက်အရာသလားဝေဖန်တာမဟုတ်ဘူးရှုံ့ရှာနေရဝင်ဘူးသူကဘာရီကျင်းတ်တာလဲမသိလို့ပါပျော်လိုက်တာကောင်းလိုက်တာကျင်းတ်လားဒါရီပဲပျော်ပြီးမိုးရွာလှုပ်ပေးပါဆိုတော့ဘာမှလည်းတိတိကျကျမပြောဘူးဘာနဲ့ခေါ်လဲအမဲသားစားပြီးခုံနေရပဲတွေ့ရဲ့ဘာရီလဲရင်မသိလို့ပါ မိုင်းနဲ့နတ်ဝင်တဲ့မကြအောင်ပူဇော်သူတွေအချင်းချင်းအတင်းတူတူပြောကြတယ်နတ်ဝင်တဲ့ကအမဲသားအစိမ့်တုံးကြီးဘလို့ကောင်စားမလဲခြေမွပြီးအောက်တောင်လှုပ်ပြတဲ့အဲ့ဒါကိုတယောက်ကကောက်လိုက်တဲ့ပြီးတော့နတ်ဝင်တဲ့ပေးနတ်ဝင်တဲ့တခါထက်ချေချပြတဲ့ဒီတခါတော့မကောက်နဲ့ထားလိုက်တော့တဲ့သူတိသွားပြီးနတ်ဝင်တဲ့စားမှမဟုတ်ဘူးဆိုတာအခုလိုတိတိကြီးနဲ့အယူမသိကြပါနဲ့တော်ယုံပဲလောက်ကြပါဖျားမတစ်ပါးကူးကွရာမရှိတာမို့ အခုလိုလောက်ရက်တွေကတကယ့်ကိုမဖြစ်သင့်ပါဘူးဆိုပြီးပြောလာခဲ့ကြပဲဖြစ်ပါတယ်။အခုကြည့်နေတဲ့သူတွေရောအခုလိုမိုးရွာအောင်နာနာဘွားကိုအမဲသားကြွေးပူဇော်တဲ့ရွာသားတွေအပေါ်ဘလို့မြင်ပါတလဲ။အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်။အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။